မင်္ဂလာပါဒီနေ့တော့ Manchester United ကစားသမား Mason Mount ရဲ့အနာဂတ်အကြောင်းနည်းနည်းစစ်စစ်ဆက်ဆွေးနွေးကြည့်ကြအောင်ဟုတ်ကဲ့အထူးသဖြင့်အသင်းမှာနီးပြတစ်တယောက်အဲ Ruben Amorim လို့လူမျိုးရောက်လာနိုင်တယ်ဆိုတဲ့သတင်းတွေကြားနေရတော့သူ့အကွယ်ဘလို့ဖြစ်လာမလဲစိတ်ဝင်စားစရာပဲဟုတ်ပါရဲ့သူ့ရဲ့အခြေအနေဒီဒိုင်ယာကိစ္စတွေနောက်ပြီးတော့အသင်းရဲ့အပြောင်းအရွှေ့အလားအလာတွေဒါတွေကိုအခြေခံပြီးတုံးသက်ကြည့်ရမှာပေါ့လေဟုတ်ကဲ့ 2023လုံးက Ericton Hag ကခေါ်လာခဲ့တာနော် Chelsea ကနေတိုက်စစ်ကိုအားဖြည့်ဖို့မှန်ပါတယ်ဒါပေမဲ့လေတကယ်တမ်းတော့အဆီဇင်ကထင်းတဲ့လောက်ထင်းမလာခဲ့ဘူးသူ့ရဲ့အတိတ်ကပြဿနာကြရတာလေဒဏ်ရာပဲအင်းဒဏ်ရာဟုတ်တယ် United ရောက်လာပြီးကြတဲ့ကပွဲ60နီးပါးလွဲသွားတယ်ဆိုလို့ဒါကတော်တော်များတယ်လေပုံမှန်ကစားမှုတော့မလွယ်ဘူးတကယ်ပဲအဲ့ဒီဒဏ်ရာပြဿနာကအကြီးဆုံးအတားအဆီးပဲတရင်တစ်ခုမှဆို Chelsea ကနေကပါလာတဲ့ဒဏ်ရာတွေကရှက်စရာလို့တော့တုံးထားတာတွေ့လိုက်တယ် ဟုတ်တယ်အဲ့လိုအထီတောင်ပြောဟာတာဒါကသူကစားသမားဘဝပို့တော်တော်လေးဟွန်းထိခိုက်တာပေါ့ဆိုတော့နီးပြတက်ချစ်လာနိုင်တဲ့ Emerim ကတော့သူ့ကိုဘလို့မြင်နိုင်လဲကင်ထောက်ချုပ်ဟောင်း Mick Brown ရဲ့တုံ့တချက်ရှိတယ်နော်ဟွန်းဟုတ်တယ် Mick Brown က Football Insider ကိုပြောထားတာက Emerim ကမောင်းရအလုတ်ကြိုးစားမှုပဲ送ထုံးနိုင်မှုကိုသဘောကျနိုင်တယ်ဒါပေမဲ့အဲ့ဒါတခုတည်းမလုံလောက်ဘူး ရောင်းထုတ်ဖို့တောင်စဉ်းစားနိုင်တယ်ဆိုပြီးတုံ့တက်ထားတယ်။ဟင်ရောင်းထုတ်ဖို့ကြည့်ဟုတ်တယ်ဒီຫນွေရာသီမာကိုရောင်းဖို့စ조사လာနိုင်တယ်လို့သူကမြင်တယ်။အဲ့ဒါကသူ့ရဲ့ဘက်ဆုံတုံးနိုင်မှုထက် Emrim ကတိကျတဲ့ကစားသမားပုံစံမျိုးလိုချင်လို့လား။အဲ့လိုဖြစ်နိုင်ချေရှိတယ် Emrim ကသူ့ကစားကွက်နဲ့ Unwin မဲ့အမ်တီတန်အရေးတွေးလီရှိတဲ့ကစားသမားကိုပိုဦးစားပေးခြင်းတဲ့ပုံစံမျိုးဖြစ်နိုင်တာပေါ့နောက်တစ်ခုကအပြာရဆိုင်တွေလည်းရှိလာပြီလေဟုတ်ပြီဟုတ်ပြီ Inios ဘက်က Memphis Kunya ကိုခေါ်ထားတယ် Brian Bimo ကိုလည်းစစ်ဝင်စားနေတယ်ဆိုတော့ သူတို့ကမောင်းကစားတဲ့နေရာမှာတိုက်ရိုက်ပြိုင်ဘက်တီဖြစ်လာနေတယ်အဲ့တော့ပြိုင်ဆိုင်မှုကပိုပြင်းထန်လာမယ်ဒါမဲ့သူ့ကိုရောင်းဖို့ဆိုတာကောလွဲပါမယ်ဟာသူ့လာစားကတပတ်ပေါက်နဲ့တင်းခွင်းတော့အဲ့ဒါပဲအဲ့ဒါအဓိကအခက်အခဲဖြစ်နေတာကက်ပေါလိုဂျီအချက်လက်အရာပေါင်းကတင်းခွဲဆိုတာတော်တော်မြင့်တယ်ဟုတ်ပါသူတို့ကချဲစီကိုပေးခဲ့ရတဲ့ပေါင်း55တန်းပြန်ရဖို့ဆိုတာကတမျိုးဒီလာစားကိုပေးမယ်ကလပ်ချာဖို့ကတမျိုးတော်တော်ခက်လိမ့်မယ် United ကလည်းဂျီဒန်ဆန်ချိုအဖြစ်မျိုးထပ်မချစ်ချင်လို့ဘူးနော်လစာတဝက်ထောက်မှန်ပေးရတာမျိုးအဒီရကြပဲအဲ့ဒါမျိုးရှောင်းကြမှာပဲဒါကြောင့်သူ့ကိုရောင်းထုတ်ဖို့ကဗန်ဒန်ရဲ့အရာရောလက်တွေ့မှာရောရှုပ်ထွေးတဲ့ကိစ္စဖြစ်နေတယ်อืมဒီတော့အချက်တည်းအားလို့စုကြည့်လိုက်ရင်တန်ရာပြဿနာ နီးပြတိရဲ့ဖြစ်နိုင်ခြေရှိတဲ့တန်တရာ ပြန်ဆိုင်မှုလစာသူ့တဲ့အနာဂတ်ကတော်တော်လေးကိုမတိမချာဖြစ်နေတယ်လို့ပဲတင်းရင်မြစ်တွေတုံးတက်ကြတဲ့အရာတော့သူ့ရဲ့အလို့စူးစမ်းမှုက သူ့ကိုအတင်းမှာအနည်းဆုံးနောက်တရာသည်လောက်တော့ဆက်ရှိနေစေနိုင်သေးတယ်လို့ဆိုတယ်။အော်အဲ့လိုလား။ဟုတ်တယ်။ဒါပေမဲ့အဲ့ဒါကလည်း तू ကြံ့ခိုင်မှုကြံကောင်းလာဖို့ပုံမှန်ခြေစွမ်းပြနိုင်ဖို့ပေါ်မှာပဲမူတည်နေတာ။အဲ့လိုမှမဟုတ်ရင်တော့မဟုတ်ရင်လာမယ့်ဇန်နဝါရီလမဟုတ်နောက်နေရသည်မှာအတင်းကနေထွက်သွားရဖို့အလားအလာများတယ်လို့ယူဆနေကြတာပေါ့။ဆိုတော့အနှစ်ချုပ်ရရင်မောက်မှာအရေးချင်းရှိရဲ့။ဒါပေမဲ့အချိန်နဲ့ကြံ့ခိုင်မှုကသူ့ဘက်မှာရှိပါမလား။ ဆိုရင်မေးကုန်မယ်သူတောင်ဘိုးကိုပြန်တက်တည်ပြဖို့လိုနေပြီဟုတ်တယ်တကယ်တမ်းစဉ်းစားစရာကအသိရစီမံခန့်ခွဲမှုအတိတ်ကယင်းနီမြုံနှံထားတာတွေကနေအများဆုံးအကျိုးရလက်လိုချင်နေချိန်မှာလေอืมမောင်းရဒီလို့များတယ်လာစားအရင်ပေးခဲ့ရတဲ့ပြောင်းရွှေ့ကြီးဒါဒီကိုထစ်အတွက်သူ့ရတန်ရပြဿနာတွေပြန်ကောင်းလာပြီမျိုးလင့်ထားတယ်လို့ဖြစ်လာဖို့ United ကဘလော့ဒီစိတ်ရှိရှိနဲ့စောင့်နိုင်ပါလေအဲ့ဒါကစဉ်းစားစရာပဲဟုတ်တယ်နော်အဲ့ဒီမိကွန်းအငြိစည်းတယ် ဘလောက်ထိစောင့်နိုင်မလဲစောင့်ကြည့်ရမှာပါပဲ